အကြောင်းထင်းစားမတတ်သေးတာလဲဆိုတဲ့အဖြေကဒီဗီဒီယိုမှာရှိရေပေါ့နော်ဆိုပြောကြည့်ကြမယ်အကိုညီလေးကိုပတ်စံပေးပြပြီလားကျွန်တော်ပြောကြည့်ပါအကိုညီလေးကိုပတ်စံပေးပြပြီလားဆိုလို့ရှိရင်အကိုဆိုတဲ့နန်းစားပါတယ်ပြုတ်တနန်းစားပါတယ်ညီလေးဆိုတဲ့အပြုတ်ခံနန်းစားပါတယ်ပြီးလို့ရှိရင်ပတ်စံဆိုတဲ့အပြုတ်ခံနန်းစားပါတယ်သုံးလုံးပါတယ်ဆိုတော့အကိုညီလေးကိုပတ်စံပေးပြပြီလားဆိုကျွန်တော်ဒီတိုင်းအပြုတ်တဲ့အခါမှာဆိုလို့ရှိရင်မှားတိုင်းကြားတဲ့ဟာတွေကပါတယ်ရှိလို့ဆိုလို့ရှိရင်ဖီနောင်ဟန်းတန်လေးရန် ပြီးနောင်ခိုင်းတန်လေးရန်အကိုပေါ့ညီလေးပေါ့ပတ်စံပေးပြီးပြီလားအဲ့လိုတုံးကြမှားတယ်ပေါ့နော်နောက်တစ်ပါမှားလို့ရတယ်လို့ဆိုလို့ရှိရင်ပြီးဟန်နောင်တန်လေးရန်ပြီးဟန်နောင်တန်လေးရန်အကိုညီလေးကိုပတ်စံပေးပြီးပြီလားဆိုအကိုပြီးညီလေးလာတာမို့လို့ညီလေးကိုထည့်တယ်ပြီးမှပတ်စံကိုနောက်ဆုံးမှထည့်ရဆိုတော့တပိုးပေါ့ပြီးဟန်နောင်တန်လေးရန်ဆိုပြီးတုံးသွားအဲ့ဒါလေမှားတယ်ခင်ဗျာဆိုဘယ်လိုတုံးရမလဲဆိုတော့ကျွန်တော်တို့ကလွေတော့လွေလေဒါမဲ့ ဒီတန်းဆိုလို့ရှိရင်ခက်ခဲတယ်ပေါ့နော်ဆိုတော့ကြည့်လိုက်ကြမယ်ဒီနေရာမှာဘာနဲ့ခွဲသွားလဲဆိုလို့ရှိရင်ဒီဝက်ကြတုံးပါတာက subject ပါတယ် plus verb ပါတယ်ကရိယာပေါ့နော် subject ကပြုတ်သူပြီးလို့ရှိရင် verb ပါတယ်ဆိုတော့အပြုတ်ကနှလုံးပါညီလေးနဲ့ပတ်စံပိတ်ခံရတဲ့သူနဲ့ပတ်စံနဲ့ပါတယ်အဲ့ဒီပတ်စံနဲ့ပတ်စံပိတ်ခံရတဲ့ညီလေးနဲ့ပြောတဲ့အခါမှာ direct object နဲ့ indirect object ခွဲသွားဆိုတော့ဘာပြုတ်လဲဆိုလို့ရှိရင်နံစပ်တီယိုတွေက object နှလုံးပါလာပြီဆိုလို့ရှိရင် direct object ကိုအရင်ထည့်ရတယ်ပြီးမှ indirect object ကိုထည့်ရတယ်ဆိုတော့ အကိုညီလုံးကိုပတ်စံပေးပြီလားဆိုတဲ့စကားမှာဘသူက direct object ဘသူက indirect object ဆိုတာဒီပို့လို့လာဆိုတော့အဲ့ဒါကိုတီချာပြပြတဲ့ခါမှာဘာရလဲဆိုလို့ရှိရင်ဖီဟိုင်းတန်နောင်လီယန်ပြီးတော့ဖီဟိုင်းတန်နောင်လီယန်ครับအကိုညီလေးကိုပတ်စံပေးပြီလားဒါစကားလုံးအမှန်ထိုင်မှာ၃နှစ်လောက်၅နှစ်လောက်နေတဲ့သူဆိုလို့ရှိရင်ကျွန်တော်ပြလိုက်တာကိုတီချာလက်ခံလိမ့်မယ်ဖီဟိုင်းတန်နောင်လီယန်ครับအကိုညီလေးကိုပတ်စံပေးပြီလားဆိုပြီးတက်ပြီးကြာโอเคဒီစကားလုံးမှန်ကြောင်းကိုတီးပြီးတော့ဆက်ကြည့်ကြမယ်နော် ဆိုတော့အဲကျွန်တော်ပြချင်တာကမိမိအနေနဲ့ထိုင်းစကားလေ့လာနေတယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြပါမနေစနေတယ်ကိုမသိထားရင်တသက်လုံးလေ့လာရင်ထိုင်းစကားမတတ်ဘူးတခြားလည်းဘောနော်ကျွန်တော်စီမမမဝကြည့်တဲ့နေရာမလေ့လာလို့ရတယ်ဒီနေ့စနေဆိုလို့ရှိရင်တတ်တော့မှာအဲ့လိုမျိုးမဟုတ်ဆိုလို့ရှိရင်တတ်မှာမဟုတ်ဘူးဒါဒီကပြချင်တာကကျွန်တော်စာလေးတွေအရေးအဖက်လေးတွေရထားပြီးပြီအတန်တက်လေးတွေကောင်းနေပြီဒါပေမဲ့စကားပြောကြတော့ရှင်းအောင်လွှင်းနေတော့တိုင်ပန်းနေတော့ကောင်းရှောင်းနေတော့ဆိုလို့ရှိရင်အာဒီဗီဒီယိုဟာညီလေးညီမလေးတို့လည်းလောက်ထားတာတခြားလည်းဘောနော်တခြားလည်းကြည့်တော့ပါခင်ဗျာ အဓိကသုံးတာကကျွန်တော်နန်ဆာသီအိုကိုသုံးရတာပေါ့နော်နန်ဆာသီအိုတခုလေးသုံးသွားတာဘာသုံးသွားလဲဆိုလို့ရှိရင် subject ဘာ object object မှာ direct object indirect object ဆိုပြီးသုံးသွားတယ်ဘာပြောလဲဆိုလို့ရှိရင် subject ဆိုတာပြုတ်တုနန်ဆာလောက်အတိတ်ပဲရတယ်ကရိယာရှင်မှာအမြဲတမ်းထားတယ်ဆိုတော့ဘာဆိုတာကရိယာဆိုတော့ object မှာအပြုခံနန်ဆာပြုတ်ခံနန်ဆာမှာလည်းနှစ်ခါခွဲတယ်နှလုံးပါတယ်အဲ direct object ဆိုတာကျုပ်တို့နန်စာရဲ့ဓာတ်ရိုက်တိတိချင်းကိုအရင်ခံရတဲ့အကောင်အဲ့ဒါ direct object ဆိုတော့ပြည်သူ9ရဲ့ daily tuition ကိုမခံရတဲ့အကောင် indirect object လို့ခေါ်တယ်ဆိုတော့ဘယ်လိုခွဲခြားလဲဆိုလို့ရှိရင်ဖြေရှားလေးကြည့်ကြရမယ်เนาะဆိုပါတော့အကိုကျွန်တော်ကိုကားငါပေးလို့ရလားဆိုတော့ကျွန်တော်ပြောလိုက်မယ်အကိုကျွန်တော်ကိုကားငါပေးလို့ရလားဆိုလို့ရှိရင်အကိုတော့ပေးမှာကျွန်တော်ကိုအပစ်ခံရမှာကားငါပေးမယ်ကားလည်းအငှခံရမှာဆိုတော့နှလုံးပါဆိုတော့ကရိယာပါပါလေကြံဟဲ့ငါပေးအဲ့ဒီမှာပြန်ကြည့်တဲ့အခါမှာ အကိုကစားပြတ်မလို့ရှိတာထည့်လိုက်တယ်။ဖီးဆိုကျွန်တော်ကိုကာငါပေးတယ်ဆိုတာမှာအကိုကျွန်တော်ကိုကာငါပေးတယ်ဆိုတဲ့သက္ကလုံဟာအကိုဟာကာငါပြီးမှကျွန်တော်ကိုပေးရမှာဆိုတော့အကိုဟာကားကိုသွားငါရမှာကားကိုတရိပ်ငါရမှာဒါကြောင့်မလို့အဲ့ဒါကားဟာအကိုရဲ့ငါချင်းကိုတရိပ်ခံရပြီးမှကျွန်တော်လာပေးရမှာမို့လို့အဲ့ဒီကားနဲ့ကျွန်တော်နဲ့ဟာခွဲလိုက်တဲ့ခါမှာကားဟာ direct option လို့ခေါ်တယ်ကျွန်တော်ဟာစဉ်ခံခံရတာမလို့ indirect object ဖြစ်သွားတယ်။နောက်ကိုပို့ရတယ်။ဆိုတော့မြန်မာစကားအရကျွန်တော်အကိုကျွန်တော်ကိုလို့ပါပေးမယ်။ ထိုင်းစကားပြောတဲ့အခါမှာဖီจังหลดให้ผมได้ไหมครับอะไรแบบว่าพี่จ้างรถให้ผมได้ไหมครับอากูก็อะไรงานมาจะนกไปอะไรอะไรจังพี่จ้างรถให้ผมได้ไหมครับอะไรตรงฉะนั้นจังอากูอ่ายินเลี้ยงกูประสานเบบีบีลาคุณอาสกาอากูยินเลี้ยงกูประสานเบบีบีลาสรุปสิพี่ชื่ออะไรมาตีตัวไปยินเลี้ยงเนี่ยประสานเนี่ยก็ประตูก็ออบเจ็ตอ่าประตูก็อ่าได้ออบเจ็ตประตูก็ ဒီတိုင်း object ဆိုတာဘယ်လိုခွဲလဲဆိုလို့ရှိရင်အကိုညီလေးကိုပတ်စံပေးပြီးပြီလားဆိုတော့ပတ်စံဆိုတဲ့ဟာကိုအကိုကကင်ပြီးမှညီလေးကိုပေးရမှာပတ်စံပေးလို့ဆိုတဲ့စကားမှာဆောဆိုလို့ရှိရင်ပြုတ်သူနန်စားဖြစ်တဲ့အကိုဟာ subject ဟာပတ်စံကိုအရင်ထိတွေ့တာပြီးမှအကိုကိုပေးတာမလို့အကိုဟာ object အာ entire object ဖြစ်သွားတယ်ပတ်စံ entire object ဆို entire object ကိုရှေ့ကထည့်ရတယ်ဆိုလို့ရှိရင် p high tan ပြီးမှနောက်မှာကရိယာမှာပါလို့တာဖြစ်တဲ့အတွက်အဲ့ဒီကျွန်တော်ကိုအာညီလေးကိုဆိုတာ set ဖြစ်တယ် พี่ให้แต่น้องหรือยังครับพี่ให้แต่น้องหรือยังครับอโกนี่เรียกว่าภาษาเบบี้บีลาสุดเด็กไปยาเนาะแล้ว subject ပါတယ်กริยา verb ပါတယ် lotion direct object ပါတယ် indirect object ပါတယ်ပြီးမှနောက်က question ပါတယ်လေးရဆိုတဲ့ question ပါတယ်ဗောနော်မိခွန်ဆိုအဲ့လိုဇနီးတကြစီသွားတာဆိုတော့ကျွန်တော်ပြောကြည့်ကြမယ်အကိုကျွန်တော်ကို land ကိုပြပေးလို့ရလားအကိုကျွန်တော်ကို land ကိုပြပေးလို့ရလားဆိုတော့ဘယ်လိုလုပ်မလဲအဲ ဖီးပါတယ်ရွှဲပါတယ်လန့်ကိုပြပေးတာကိုပေါ်ထန်ဟန်လို့ခေါ်တယ်အဲ့ဒါနော်ပေါ်ထန်ဟန်တက္ကစီလာကတီးအောင်လို့ကျွန်တော်ထည့်ပေးတာပေါ်ပြောတယ်ထန်ဆိုတာလန့်ဟန်ဆိုပေးပေါ်ထန်ဟန်လန့်ကိုပြပေးတယ်ပေါ့နော်အဲ့ဒီစကားဘယ်လိုပေါင်းတာလဲဆိုလို့ရှိရင်ဖီးရွှဲပေါ်ထန်ဟန်ผมได้มั้ยဖီးရွှဲပေါ်ထန်ဟန်ผมได้มั้ยครับအဲ့လိုတုံးပါလဲဆိုလို့ရှိရင်ဖီးကပြုတ်တင်လာကြမှာလို့ရှိကထည့်တယ်အဲကိုပြပေးတယ်ဆိုလို့ရှိရင်လန့် ပြုတ်ခံရတာလမ်းဟာပြုတ်ခံရတာပြီးမှကျွန်တော်ကအဲ့ဒီသူ့လိုက်ပြချင်းကိုခံရတာမလို့ indirect object ဖြစ်သွားပါဘောနော်ဆိုတော့ဖီရွှဲပေါ်ထန်းဒီမှာဟန်းပုံတိုင်းမှန်ထပ်လို့တုံးပါဆိုတော့နောက်တစ်ခုအကိုအညီလေးအကိုကိုခုံလေးနေနေတော့ပြလို့ရလားခုံတော့မယ်လားညီလေးအကိုကိုခုံတော့ပြလို့ရမလားဆိုပြောမယ်စားတော့စင်မှာစားနေနေပေသွားညီလေးအကိုကိုခုံတော့ပြလို့ရလားဘယ်လိုပြောမလဲညီလေးဆိုတဲ့ စားချက်ပါတယ်ကုံတော့မဲ့ကောင်းလေးအကိုဆိုတာသူ့ရဲ့ကုံရင်ချင်းကိုခံရမှာဆိုတော့ခုံဆိုတာဟာလေးပဲအတုပ်ချင်းကိုခံရမှာနန်စားဆိုတော့ခုံနဲ့ကျွန်တော်နဲ့ကဘသူ့ကိုအရင်ကြည့်တယ်မလို့ဆိုလို့ရှိရင်ညီလေးဟာကျွန်တော်ကိုကုံတော့ပေးတဲ့အခါမှာသူခုံကိုပဲထိတွေ့မှာခုံကိုထိတွေ့ပြီးတော့လှုပ်လိုက်ရှင်အပြင်ကျွန်တော်ကိုကုံညာရောက်သွားပြီးပြီအဲကြောင့်မလို့ကျွန်တော်ဆိုတဲ့စကလုံးဟာဒီညမှာတကယ်ထိတွေ့ချင်းကိုမခံရအောင်စားချက်တွေထိတွေ့ချင်းကိုမခံရတာဖြစ်တဲ့အတွက် indirect option လို့ခေါ်တယ်နောက်ကထရား ကျွန်တော်ခုံဟာ subject ဖြစ်တဲ့ပြုလုပ်သူရဲ့တရေတူတူချင်းကိုခံရမှာဖြစ်တဲ့အတွက်အဲ့ဒီကောင်ဟာ direct object လို့ခေါ်တယ်အဲ့တော့အရှိကထည့်ရတယ် object နှလုံးဆင်ရှင်းလာရင် direct object ချက်ထည့်ရဆိုတော့အဲ့ဒီတကထည့်နေပြတဲ့ခါမှာ now ရွှေချက် check ဆိုတာက check check ဆိုတာကုံတော့တာနော်ရွှေချက်တူဟိုင်းဖိလိုက်မယ် now ရွှေချက်တူဟိုင်းဖိလိုက်မယ် now ရွှေချက်တူဟိုင်းဖိလိုက်မယ်ညီလေးအကိုကိုခုံလေးတုပ်ပစ်တုပ်ပစ်လို့ရမလားညီလေးအကိုကိုခုံလေးတုပ်ပစ်လို့ရမလား အဲ့လိုဖြစ်သွားတာပေါ့နော်အဲ့လိုလေးโอเคဆိုတော့ဒီခါကျွန်တော်ကိုယ်တိုင်တလုံးလောက်လုံးကြည့်စီရင်ပေါ့နော်ကျွန်တော်ရှင်းပြလိုက်ပြီဆိုလို့ရှိရင်မိမိကိုယ်တိုင်လောက်ကြည့်ဖို့တလုံးလောက်ကျွန်တော်ပြပြပေးမယ်ခင်ဗျာဆိုတော့ဒါလဲဆိုလို့ရှိရင်အာညီလေးအကိုကိုပတ်စံနေနေရှင်းပြလို့ရမလားပတ်ရှင်းလိုက်တော့နော်ညီလေးအကိုကိုပတ်စံနေနေရှင်းပြလို့ရမလားညီလေးအကိုကိုပတ်စံနေနေရှင်းပြလို့ရမလားဆိုတော့ပြကြည့်ကြပါဘယ်လိုပြောမလဲโอเคပြောပြီးပြီဆိုလို့ရှိရင်ဗီဒီယိုဆက်ကြည့်နော်မပြောသေးဘူးဆိုလို့ရှိရင်စတော့လောက်တာ ီမှာပြောเนาะโอเคဆက်ချက်ပြပြမယ်ကျွန်တော်ဆိုညီလင်းဟာပတ်စံရှိပြိမဲ့သူအကိုဟာပတ်စံရှိခံမှာဆိုပတ်စံဆိုတာလေးပဲတလုံးပါသေးတယ်ဆိုလို့ရှိရင်တိကျတယ်ညီလင်းကျွန်တော်ကိုပတ်စံရှိတဲ့အခါမှာအကိုကိုပတ်စံရှိတဲ့အခါမှာသူပတ်စံကိုအရင်ထိတွေ့မလဲဆိုတော့ subject ရဲ့အရင် situation ခံရတဲ့ noun ဟာ object ဟာ direct object ဖြစ်တယ်သူ့ကိုအရင်တရားမှာဆိုတော့ noun jim ဆိုရင်ရှင်းခါတာ jim tang hai pi အဲ့ဒီမှာနင်းနေဆိုတဲ့အရေးတက်တာ with the number noun ยืมตังให้พี่หน่อยได้ไหมน้องยืมตังให้พี่หน่อยได้ไหมအကိုကျွန်တော်ကိုပတ်စံနေနေရှိပေးလို့ရမလားဆိုပြီးတော့အတိပေးရဆိုတော့ဒီလိုမျိုးအတိအိုရေးတွေကိုစဉ်းတကြမတက်ထားဘူးဆိုလို့ရှိရင်ထိုင်စကားကိုဘယ်တော့ပဲကျန်းမှန်းနေပါစေပြတ်တော့ဆိုတာမလွယ်ကူနေဘူးပေါ့နော်โอเคဒါကြောင့်မလို့စနေတကြပြတ်တော့ဆိုလို့ရှိရင်အခုလိုမျိုးနေ့စနေတွေကိုကျွန်တော် page မှာအမြဲတမ်းလေ့လာတော့ရပါတယ်ခင်ဗျာဗီဒီယိုလေးအများကြီးရှိပေါ့နော်တင်တဲ့နေလက်ချင်တယ်ဆိုလို့ရှိရင်တော့တင်တာကတော့အမြဲတမ်းစုံစမ်းလို့ရတယ်တင်တဲ့လေးတွေတင်ချင်ချာနှစ်လပြတ်တင်တဲ့လေးတွေတင်ပြနေလို့ပေါ့နော်ကျေးဇူးတင်ပါတယ် နောက်ထပ်ဗီဒီယိုမှာဒီကောင်တာလေးတွေနဲ့တွေ့ကြမယ်နော်